ာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနည်းနဲ့ကဘာစစ်ကြီးဖြစ်တော်မလားလို့ရှောင်းရှမ်းမိတန်းနေချိန်မှာဆေးဟုတ်စုကသူ့လုံသူအလုံးမပြတ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဒေါ်လိုင်းကိုအားပြော့သွားစေဖို့စစ်လော်ဘီတွေကကဘာစစ်ကြီးဖြစ်တော်မယ်လို့သွေးတုံလုံးဆောင်ပေးလာချိန်မှာတပတ်ကဆေးဟုတ်စုကတရုတ်လုံခြုံရေးတပ်ဖွဲ့များနိုင်ငံနဲ့ခေါ်သွင်းရမှာဒီရွေးကောက်ပွဲမှာ၎င်းတို့အကွက်ချထားတဲ့ရှားလက်များတက်သွေးမသိမ်းဖြစ်လာစေဖို့ဒီအကောင့်ထဲပေါ်လာနေပြီဖြစ်ပါတယ်ဆေးဟုတ်စုကပြည်ထောင်စုဝန်ကြီးပို့ချုပ်ထုံးထုံးအောင်မှာတရုတ်လုံခြုံရေးတပ်ဖွဲ့များနိုင် င်ငံတွင်အခြေချနိုင်ရေးကိုကြီးကြပ်ရေးကော်မတီအစည်းအဝေးကိုနေပြည်တော်ရှိရဲချုပ်ရုံမှစတင်ခေါ်ယူလိုက်ပြီးဖြစ်ပါတယ်။တရုတ်လုံခြုံရေးတပ်ဖွဲ့တွေကနိုင်ငံလုံးခြုံရေးဥပဒေစိုးမိုးရေးညင်ဝတ်ပြည်ပြားရေးတို့အတွက်လိုအပ်တယ်လို့၎င်းတို့ဘာလို့လို့ထောက်ခံကြတဲ့သူတွေကိုအရှက်မရှိပြောလာပါတယ်။မြန်မာနိုင်ငံအာဏာသိမ်းမှုကတိုင်းပြည်ကိုမြည်သည့်အခြေအနေဆိုင်ရောက်သွားစေခဲ့တယ်ဆိုတာကညင်မရအောင်ထုတ်ပြလိုက်ရတဲ့သတင်းဖြစ်ပါတယ်။၎င်းတို့အာကိုတကြီးနဲ့ခွင့်ပြုလိုက်ရတဲ့အစိုးရပုတ်ကလေးကလုံခြုံရေးကော်မတီတွေကိုကြီးကြပ်ပေးရမယ်ဆိုတဲ့စကားကလည်းထမင်းစားကြီးသူတိုင်းရဲ့အုံနောက်ကိုလောင်ပြောင်လိုက်တာဖြစ်ပါတယ်။တ ရုတ်ကရှမ်းမြောက်ဒေသမှာ၎င်းတို့ရဲ့လောက်ကန်ကိုကန်တပ်တွေကိုလာရှို့ထိစေလွတ်ခဲ့ပြီးရဲ့နောက်ဝန်ကြီးက2024ဩဂုတ်လမှာနေပြည်တော်ကိုပထမဆုံးကျင်းတရားဝင်ခီးစင်ဖြင့်ပေါက်ချလာပြီး၎င်းတို့လုံခြုံရေးတပ်များဝင်ရောက်ခွင့်ပြုဖို့အထိချင်းချောင်းအကြက်ကင်လာခဲ့ရမှာစတင်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့ထွက်ပေါ်လာတဲ့ပုဂ္ဂလိကလုံခြုံရေးကော်မတီအအူတွေနဲ့စိတ်ချရလောက်တဲ့အစီအစဉ်ရောက်လာချိန်မှာတော့ကိုကန့်တက်တွေကိုလာရှုမှပြန်ဆုပ်ခိုင်းခဲ့ပြီးအခုခါတီဘောကိုတောင်ပြန်ပေးဖို့အစီအစဉ်နေပါတယ်။ဗြိတိရှ်ကိုလိုနီဘွားမှလွတ်မြောက်ဖို့အသက်သွေးချွေးပေါင်းများစွာရှင်ပြီးတိုက်ယူခဲ့ရတဲ့တိုင်းပြည်ရဲ့အထက်အချာအာဏာက၎င်းတို့အာဏာတည်မြဲရေးတာဗရဏာဆိုတဲ့စစ်အုပ်စုတွေလက်မှာစတင်ဆုံးရှုံးသွားခဲ့ရပြီဖြစ်ပါတယ်။နောက်ပိုင်းမှာတရုတ်သားမကမြောက်ကိုရီးယားရုရှားတို့ကပါခေါ်သွင်းလာကြအောင်ပဲဖြစ်ပါတယ်။ကမ္ဘာကြီးအခြေအနေကပြောင်းလဲလာနေပြီးအားလုံးလည်းနှစ်ပေါင်း60ကျော်အထိကျလာ င်းဖြစ်တဲ့ကမ္ဘာလုံးကျုံ၏ငြိမ်းချမ်းရေးစနစ်ကြီးအရေးမထားတော့ကိုလုတ်ချင်းရာမျက်နှာပြောင်တိုက်ကလုံနေကြပြီဖြစ်ပါတယ်။မြင်းရောင်လိုင်းကလည်း၎င်း၏အာနာတိမြဲရေးနဲ့ဒလောက်စိတ်မချနိုင်တဲ့အလားရွေးကောက်ပွဲကို၎င်းဖြစ်စေချင်တာတစ်ဆက်ကလေးမှအတိန်ဆောင်မခံရလေအောင်အီလက်ထရောနစ်မဲပေးစနစ်အကျင့်သုံးလာခဲ့တဲ့အဆိုပါမဲပေးစနစ်ကရှင်းလင်းလာတဲ့မဲဟိုတော်ရှိတွက်နေစရာမလိုဘလို့ရလက်ပဲထွက်ပါစေ။၎င်းတို့လူတလို့တမဟုတ်ချင်းပြောင်းလဲပြလို့ရတယ်။ဒီစနစ်က Wi-Fi အင်တာနက် Bluetooth မလို့ operating system ၎င်းတို့ရဲ့ micro controller နဲ့ထိန်းချုပ်နိုင်ပြီး simple and စက်ကျူလို့တောင်မှကျွေးကြော်နေပြီဖြစ်ပါတယ်။အဲ့ဒီအတွက်ခင်မီတိုးတက်တဲ့အနောက်နိုင်ငံများအာရှနိုင်ငံများတောင်အခုအထိမဲပုံမှာမဲလာတဲ့စနစ်ဖြင့်ကျင့်သုံးနေရဆဲပါ။ဒီလောက်နဲ့အာမရသည်မဲယုံတွေကိုကြီးကြပ်ဖို့မဲပေးဆက်တွေကိုကင်တွယ်ဖို့၎င်းတို့လက်ရွေးစင်ရွေးချယ်ထားသူတွေကိုလေ့ကျင့်ပေးဖို့မဲအောင်လိုင်းဖြစ်စေခြင်းနဲ့ရွေးကပွဲကိုတာဝန်ယူကပြအသုံးတော်ခံရမယ်ရွေးကော်ကညွှန်ကြားလာပြီဖြစ်ပါတယ်။ရခိုင်ကပြတ်ထန်းထားတဲ့ရွေးကပွဲစက်ကော်မရှင်ဥက္ကဋ္ဌအဖြစ်တတိပုဂ္ဂလရမ်းမီရပ်ဖာ၃ဦးဖြစ်ရမယ်။လက်ထောက်များအဖြစ်ပညာရှင်အဆင့်ရှိသူ၅ဦးပါဝင်ရမယ်ဆိုတာက or ပယ်ပြတ်လိုက်ပြီးဖြစ်ပြီးအခုကမရောက်နိုင်အလို့ကြောင့်လုတ်ပြီးမဲ့နိုင်ငံဝန်တန်းစစ်ထွက်မိသူမဆိုခန့်လို့ရသွားပြီးဖြစ်ပါတယ်။ဂျေယွာစင်တီဂျွေကောက်ပွဲလုပ်ငန်းစဉ်အလုံးကိုစေယုစုမှလုံးဝထိန်းချုပ်ခွင့်ရသွားပြီးဖြစ်ပါတယ်။ဒီလိုပြင်ဆင်လိုက်ပြန်တဲ့အတွက်ရခင်ကတော့အယုံကြည်မဲ့နေတဲ့ဂျွေကောက်ပွဲကပိုပြီးဆိုးသွားပြီးဖြစ်ပါတယ်။ဘီဂျင်းကလည်းတီချာပေါက်အနိုင်ရမယ်လို့ယုံကြည်ထားတဲ့ USDP ပါတီကောင်ဆောင်ခင်းရင်နဲ့အရှမ်းဖြစ်ထားတဲ့တသက်ခိုင်တို့ကို၎င်းတို့ပါတီအတိုင်းကပြအသုံးတော်ခံဖို့တီချာစေဖို့တရုတ်ကွန်မြူနတီပါတီမှဖိတ်ကြားထားတယ်ဆိုပြီးဘီဂျင်းကိုစင့်ခွန်လိုက်ပြီးဖြစ်ကထွက်ခွာသွားပြီး င်ဖြစ်ပြီးပီကင်းပြန်ခီးရင်ပီကင်းပြန်တသက်ခိုင်လို့ဖြစ်လာပါတယ်ဆလပ်ပြီးမရယာရကန်းစင်တောင်ကပါကျုံစီရော်ရင်မြစ်တာနန္ဒအစင်းယုံကိုစစ်အုပ်စုပုံကျဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တားဖွားဆောင်ထိမှန်လို့အမျိုးသမီးနဲ့မွေးကင်းစကလေးတွေထိခိုက်ခါအနည်းဆုံးတဦးသေဆုံးပြီးဆယ်ဦးကျော်ဒဏ်ရာရတယ်လို့သိရပါဗျ။မန္တလေးတိုင်းမရယာမြို့နယ်နဲ့စင်ကူးမြို့နယ်အစပ်ရကန်းစင်တောင်ချင်းရွာနီးပါမောက်ခကျုံစီရော်ဒေါက်တာနန္ဒမာလာပြည်ဝင်သားကမကထာဖြူတိဆောက်ထားတဲ့ မြစ်တာအနန္ဒာစေယုံကိုမနေ့ကညပိုင်းစေယုံစုကတိုက်လေရင်နဲ့ပုံကျဲတပြက်လို့အနည်းဆုံးတော့အသေးဆုံးပြီးစေဦးကြော်တန်းရရတယ်လို့ဆိုပါရင်စေယုံရဲ့သားဖွားဆောင်ကိုပုံထိမှန်လို့မွေးကင်းစကလေးတွေနဲ့အမျိုးသမီးတွေတိုက်ခိုက်ခဲ့ပြီးတေဆုံးသူဟာကိုဝင်ဆောင်တဲ့အမျိုးသမီးတအုပ်ဖြစ်တယ်လို့ဆိုပါရင်တအုပ်တေဆုံးတအုပ်တန်းရရပြီးစတရောင်မစိုးညင်ညာတန်းရရတယ်လို့ကနဦးသိထားပါရင်ရက်ကန်းစင်စေယုံမိဖွားဆောင်ကို AS လေးချောင်းတိုက်ခိုက်ပြုလုပ်သွားဖို့အမျိုးသမီးနဲ့မွေးကင်းစကလေးငယ်တွေတိုက်ခိုက်တယ်လို့သတင်းနေရပါရင်အတိအပြောင်းနဲ့အခြေအတွက်ကိုတော့စုံစမ်းနေသေးပါပဲလို့ဒေသ ကန်တရင်းညစ်မြစ်တွေကဆိုပါရင်ဇော်လာ22ရက်ည10နာရီကျော်ချိန်မှာမန္တလေးမြို့တတဦးလီတပ်ကတက်လာတဲ့ Jet Fighter တိုက်လေယာဉ်နဲ့ပုံကျဲတပ်ဖြတ်တာလို့ဆိုပါရင်ထိမှန်လို့တင်းဆောင်တန်ရာရသူတွေနဲ့ပတ်သက်ပြီးတရင်းဌာနအနေနဲ့အသေးစိတ်ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။အဲ့ဒီမြစ်တာနန္ဒအစိယုံကိုစေယုံစုအဆက်ဆက်ကိုကိုွယ်တဲ့ပါမောက်ခါချောက်ဆရာတော်ဒေါက်တာနန္ဒမာလာပြီးဝင်သားကကမကထပြုပြီး2016ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီးလက်ရှိစစ်အာဏာသိမ်းကာလမှာဒေသခံပြည်သူတွေအားကိုအားထားပြုနေရတဲ့စေယုံဖြစ်တယ်လို့ဆိုပါရင် ရကန်းစင်တောင်နဲ့မြစ်တာနန္ဒဆေးရုံကမတရားနှင်စင်ကူးမျိုးနှင့်ဆက်မတီရှိပြီးဆေးရုံကစင်ကူးနေတဲ့ပါဝင်ပြီးရကန်းစင်တောင်ကျေးရွာကတော့မတရားနေတဲ့ပါဝင်နေလို့ဒေသခံတွေကပြောပါရယ်။မင်းအောင်လိုက်ဦးဆောင်နေအာနာသိန်းစင်အုပ်စုကနိုင်ငံတော်ဝန်လေးကြောင်းပုံကျဲတပ်ဖြတ်တာတွေထင်တိုင်းကျဲကျူးလွန်နေပြီးဆေးရုံစေကန်းစာတင်ကြောင်းနဲ့လူနေအိမ်တွေကိုပါပြစ်မှတ်ထားပုံကျဲနေပြီးပြီးခဲ့တဲ့မေလကစတင်ပြီးနိုင်ငံတော်ဝန်ရှိတော်လိုင်းအင်အားစုစုမိုးနေမျိုးတွေကစတင်ကြောင်းတွေကြောင်းမဖွင့်ရဲပဲပိတ်ထားပါရယ်။ပြီးခဲ့တဲ့မေလတွင်ဆေးအုပ်စုကနိုင်ငံတော်ဝန်လေးကြောင်းပုံကျဲတပ်ဖြတ်မှုတနည်းကို တစ်ကြိမ်လုံးနဲ့344ကြိမ်ကျူးလွန်ခဲ့ရာပုံထိမှန်လို့အသက်18နှစ်အောက်ကလေးငယ်40ကျော်ပါဝင်လူနေရာကျော်တည်ဆုံးပြီး400ကျော်ဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်ပုံကျဲခံရလို့စာတင်ကြောင်း18ကြောင်းစေယုံစေကန်69ဖျားစီဒီတာတနီကအဆောင်ဆန်လုံးနဲ့နေအိမ်341လုံးထိခိုက်ပျက်စီးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ကြောက်ဖြူတိုက်ပွဲမှာစစ်တပ်နဲ့ဆင်မွတ်စလင်များနဲ့ပြည်သူစင်များထိခိုက်ဒေဆုံမှုများနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရင်ပေါက်ကြားမှာကိုစိုးရင်မီလိုမွတ်စလင်ထံရရသူတွေကိုလျှို့ဝှက်စေကူတာပြီးနေတယ်လို့သိရပါဗျ။ရခိုင်ပြည်ကြောက်ဖြူမျိုးတိုက်ပွဲရှေ့နှန်းစစ်မျက်နှာပြင်တွေမှာစစ်ရေးကြမ်းကြွမှုမရှိတဲ့ စစ်တနန်စင်မွတ်စလင်များနဲ့ပြည်သူစစ်မှုထမ်းတွေကိုအတုံးချတိုက်ခိုက်နေလို့ထိခိုက်သေးဆုံးမှုတွေရှိကြောင်းသိရပါတယ်။ကြောက်ဖြူမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ45ရက်တနန်စင်ထားတဲ့ကြောက်တလုံးစစ်စင်ဂိမ်းမှာမွတ်စလင်များကိုတာမကစစ်တွေမြို့မှာပြည်သူစစ်တနန်စင်မွတ်စလင်လူငယ်တွေကိုပါကြောက်ဖြူစစ်မြေပြင်ကိုပို့ဆောင်ပြီးအတုံးပြတိုက်ခိုက်မှုတွေရှိနေတယ်လို့စစ်ရေးတရင်ရင်းမြစ်တောင်းကပြောပါတယ်။ကြောက်ဖြူတိုက်ပွဲမှာဗာစီအထွေကြောင့်မှမရှိတဲ့မွတ်စလင်တွေနဲ့ပြည်သူစစ်တနန်စင်တွေဒီလာထဲမှာတိရပုံများတဲ့စစ်တနန်စင်မွတ်စလင်တွေကကြောက်ဖြူတာမကစစ်တွေကစစ်ကူပေါ်တဲ့ ူတွေများတဲ့စီးရင်လေကျွမ်းကျင်မှုမရှိပဲစစ်တပ်ကဖိအားပေးပြီးရှီတန်းမှာတိုက်ခိုက်ခိုင်းနေ လက်ရှိတိုက်ပွဲများအတွင်မွတ်စလင်စစ်တပ်နဲ့ဆင်များအလောင်းတချို့ကိုတွေ့ရှိရသလိုဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ဆိုကြရာအကူအကြောင်းပြုစစ်ပွဲမှာမွတ်စလင်စစ်မှုတန်းတွေကိုအုံပြုနေရကိုတွေ့ရတယ်လို့၎င်းကဆိုပါတယ်။ဒါပြင်စစ်ကောင်စီကတန်ရာရသူရဲ့တပ်သားတွေကိုရန်ကုန်စစ်တွေနဲ့ကြောက်ဖြူပြည်သူစေယုံကိုပို့ဆောင်ကူတာတော်လဲမွတ်စလင်စစ်သားတွေကိုတရင်ပေါင်ကြမှာဆိုရင်လို့တပ်တွင်းနဲ့ကြောက်တလုံးဂိတ်တို့မှာလျှို့ဝှက်စွာကူတာပေးနေတယ်လို့ဆိုပါတယ်။စစ်ကောင်စီဘက်ကတန်ရာရရင်ကြောက်ဖြူစေယုံနဲ့စစ်တွေရန်ကုန်စေယုံမှာကိုတယ်။မွတ်စလင်တွေကိုကြောက်တော့စစ်ကောင်စီကမြို့ပေါ်ရင်းနဲ့ရန်ကုန်မှာကူတာခွင့် ပေးဘူးမွတ်စလင်တွေကိုအတုံးပြုတယ်ဆိုတာကိုပြည်သူတွေသိမှသူတို့ကြောက်တယ်တတ်တန်းနူးတဲ့သူကိုအတင်းအဓမ္မခိုင်းလို့သေးတာကိုကဘာကမြင်မှကြောက်တယ်လို့ဆိုပါတယ် ဒါပေမဲ့လည်းလက်ရှိကြဖြူမျိုးငလက်ဘွေစင်ကံမှာလက်နက်ကင်စစ်တနန်းစင်မွတ်စလင်လက်နက်ကင်တွေကိုလုံခြုံရေးအဆောင်ချထားတာကိုမြင်တွေ့နေရတယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်ထိခိုက်သေးဆုံးခဲ့တဲ့မွတ်စလင်စစ်သားတွေကိုကြောက်တလုံးကင်းစင်စခန်းကြီးမှာမြှုပ်နှံပြီးထိခိုက်ဒဏ်ရာရသူတွေကိုလည်းအဆိုပါကြောက်တလုံးစခန်းမှာတာမကစစ်ကောင်စီတိုင်ရင်နေနဲ့ကြောက်တလုံးကိတ်မှာစစ်တပ်ကတိတ်တဆိတ်ဆေးလာကူပီးနေတာတွေရှိတယ်လို့ဆိုပါတယ်။အဆိုပါမွတ်စလင်စစ်တနန်းစင်များကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီကအသုံးပြုနေမှုနဲ့ပတ်သက်ပြီးအရခတ်တတော်ပြောခွင့်ရသူဦးခိုင်သူခါကိုဆက်သွယ်မိမြန်းထားတော်လဲတဆုံ တရားတုံ့ပြန်ဖြေကြမှုမရှိပါဘူး။ပိုရစာဦးဆောင်တဲ့ရခိုင်တပ်တော်စတင်တီထောင်ခဲ့စဉ်ကပါဝင်ခဲ့သူတအုပ်ဖြစ်တဲ့ဦးခိုင်တင်မောင်ကစစ်ကောင်စီဟာနီလန်မျိုးစုံနဲ့ပြည်မဘက်ကလူငယ်တွေကိုစစ်သားစုဆောင်နဲ့ရခိုင်ပြည်ကသူတို့ထိန်းချုပ်ထားတဲ့နေရာတွေကမွတ်စလင်လူငယ်တွေကိုစုဆောင်နဲ့ပြီးတော့ရှီလန်းစစ်မြေပြင်ကိုပို့တယ်သူတို့ကစင်ရေးကိုမပြောနဲ့တင်နန်းအောင်ကောင်းကောင်းပြေဝအောင်တက်ရတာမဟုတ်ဘူး။ ဒီလိုလုံးရဟာစစ်ဘိုလ်ချုပ်တင်လူကြီးတွေကတတ်တတ်သူတို့လွတ်မြောက်ဖို့အတွက်ထိုးကျွေးနေတာလို့ဆိုပါရယ်2024ဖေဖော်ဝါရီလအတွင်းကလည်းကြောက်ဖြူမျိုးကြောက်တလုံးမွတ်စလင်ဒုက္ခသည်စက္ကန့်မှလူငယ်မျိုးသား108ဦးကိုစစ်တနံပေးဖို့စစ်ဖြူဟာမှုကိုရိုင်းလာရောက်ပြီးအတင်းအဓမ္မဆင်းရဲကောက်ယူသွားပြီးလက်ရှိမှာစစ်မျက်နှာပြင်မှာအတုံးပြူလျက်ရှိတယ်လို့ဒေသခံတွေကဆိုကြောင်းသတင်းမှဖော်ပြပါရှိပါရယ်ရှင်